အားလုံးမင်္ဂလာပါ UK မရှိရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြိတက်တီအောင်နိုင်မင်္ဂလာပါဆိုတော့ဒီအပိုင်းမှာ Manchester United ကသူ့ရဲ့နီးပြ Gary Southgate ကိုခတ်မယ်ဆိုတဲ့အကြောင်းလေးနောက် Javi Hernandez က Man United ရဲ့နီးပြဖြစ်ဖို့ဆန္ဒရှိတယ်ဆိုတဲ့အကြောင်းလေး Ruben Amorim နဲ့ United လမ်းခွဲသွားနိုင်တယ်ဆိုတဲ့အကြောင်းလေးတော်တော်များများတောက်လျှောက်တက်နေတယ် ရူဘင်အာမရွန်ကိုမန်ချက်စတာယူနိုက်တက်ကအခုလောလောဆယ်ထိယုံကြည်မှုအပြည့်အဝပေးထားပြီးတော့သူတေချာပေါက်အသင်းမှာဆက်ရှိမယ်ဒါပေမဲ့ဆန်ဒလန်ရဲ့ပွဲဟာ maybe သူ့ရဲ့နောက်ဆုံးပွဲလည်းဖြစ်နိုင်သလိုအဲ့ရာတွေအားလုံးကိုလည်းအပြောင်းလဲလုပ်နိုင်တယ်အခု United ရဲ့ဘိုးဖွဲ့ရဲ့ rookie တော်တော်များများ rookie higher rookie တွေတော်တော်များများပေါ့လေတာဝန်ရှိသူတွေယုံကြည်ထားတာကရူဘင်အာမရွန်ဟာလက်ရှိဖြစ်နေတဲ့ပြဿနာတွေအားလုံးကို အကုန်လုံးပြောင်းလဲပြစ်ပြီးတော့သင်ကိုလမ်းကြောင်းမှန်ပေါ်ပြန်လဲရောက်အောင် လုံနိုင်လိမ့်မယ်လို့သူတို့ယုံကြည်နေစေဖြစ်တယ်။သူ့ဘုံကိုတန်တရားတွေတော့ဖြစ်နေပြီဗျာ။ဒါပေမဲ့အမရုံလုံနိုင်လိမ့်မယ်လို့သူတို့ယုံကြည်နေစေဖြစ်တယ်။ယုံကြည်နေပြီးတော့ဒါကြောင့်သူတို့မထုတ်ဘဲနဲ့သူ့ကိုဆက်ထားထားတယ်လို့ဖော်ပြထားတယ်။ Ruby Amron ကဟိုတနေ့က Owen Hargreaves နဲ့လုပ်တဲ့ interview မှာလည်းသူဗာပြောလဲဆိုတော့ Manchester United ကိုအပြန်ဆုံးဥရောပပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ပြုအောင်ဒါသူ့ဘက်ကကြိုးပမ်းထားတယ်ဆိုတဲ့သတင်းတွေတက်နေတယ်။အဲ့ဒီနေရာမှာ Man United ကဒါ စာ LS Falcon ထွက်သွားပြီးကလေးကနေလက်ရှိအချိန်ထိနီးပြတွေပေါ့လေအများတန်းနီးပြတွေပဲကျွန်တော်ပြောမယ်နီးပြတွေမှာ David Moyes ရှိတယ် Luis Van Gaal ရှိတယ် Jose Mourinho ရှိမယ် Ole Gunnar Solskjaer ရှိမယ် Eric Ten Hag ရှိမယ်၅ယောက်ရှိတယ်ဂျားတွေက Michael Carrick to Ruben Nesserine တို့ now Ralph Rangnick to Ryan Giggs တို့ဒါအခြားအစားထိုးယာယီနီးပြတွေမပါဘူးပေါ့လေအဲ့ဒီနေရာမှာအများတန်း၅ယောက်နီးပြလောက်လာတဲ့အချိန်မှာ Man United အသင်းက နီးပြတွေအတွက်ရိုချင်းကိုတွေပေးရအများကြီးပဲဒါမှမဟုတ်ကျွန်တော်တို့ Eritan ဟာကို IS ကနေခေါ်တဲ့အခါမှာပေးရတဲ့ရိုချင်းငွေတို့ Ruben Amron ကိုဒါ Sporting ကခေါ်ရတဲ့ရိုချင်းငွေတွေပေးစရာပေးရတာအများကြီးဗျာ Jose Mourinho ခေါ်တဲ့အချိန်က तू က free ဖြစ်နေတဲ့အချိန် Luis Van Gaal က Netherlands ကထွက်လာတဲ့အချိန်ဒီ David Moyes ကတော့ Everton ကနေ maybe block conversation ဒါဘလောက်ပေးလိုက်ရလဲကျွန်တော်မသိဘူး ဒါပေမဲ့တခြားနည်းပြအနေနဲ့မှာနောက်ဆုံးနည်းပြနှစ်ယောက်ကတော့ပတ်စံပေးရတယ်ဆိုတော့အခု Athletic က report တစ်ခုမှာပေါ်ပြထားတယ်အဲ့ဒါကဘာလဲဆိုတော့ Manchester United ကတဲ့နည်းပြအဆက်ဆက်ကိုယာရုကထုတ်ပယ်ပေါ့လေအဲ့လိုမျိုးနည်းပြထုတ်ရင်ရုံချင်းငွေပေးပေးပြီးထွက်ရတာများ Chelsea များတယ်ဗျာအရင်တုန်းက Roman Abramovich လက်ထက်မှာခဏနာဖြစ်တယ်ဒါပေမဲ့အခုလောလောဆယ်အနေထားရ Manchester United အသင်းကသူတို့နည်းပြတွေကိုထုတ်ပေါ့လေအခု Ruben Amorim ကိုသူတို့ထုတ်ရင်ကျွန်တော်အားလုံးသိထားတဲ့အမောင်က12တန်း ဆန္ဒတန်းပေးရင်အာမရွန်ကိုထုတ်လို့ရပြီထုတ်ရင်ဆန္ဒတန်းယိုကြီးပေးရမယ်ဆိုတော့မန်ယူနိုက်တက်ကတမိုင်းမှာဒီဗစ်မိုက်စ်ကနေစပြီးတော့အခုအရစ်တန်ဟာအထီကိုသူတို့ထုတ်ထားတဲ့နီးပြားတွေနဲ့သူတို့ပေးရတဲ့ယိုကြီးငွေတွေကိုအတလက်တစ်က ပေါ်ပြလာတယ်ဆိုတော့မန်ယူနိုက်တက်ကဒေးဗစ်မိုက်စ်ကိုထုတ်တဲ့အချိန်တုန်းကပေါင်၄.၉တန်းယိုကြီးငွေပေးခဲ့ရတယ် ဒါသူ့ကိုမန်ယူနိုက်တက်ကရာသီဝတ်တောင်မကြသေးဘူးဆိုးွားတဲ့ရလက်ကြောင့်သူ့ကိုထုတ်လိုက်ပြီးတော့၄သမ၉သန်းပေးရတယ်။ပြီးတော့မှလူးအီစ်ဗန်ဟားကိုထုတ်တဲ့အချိန်မှာပေါင်၈သမ၄သန်းအဲ့တုန်းကလူးအီစ်ဗန်ဟားကယူနိုက်တက်ကို FA ကယူပေးပေမဲ့နောက်ရာသီမှာသူ့ရဲ့ကစားပုံမန်ယူနိုက်တက်ပေးတဲ့တော်များက boring boring football attack attack နဲ့သူ့လက်ထက်မှာအမြဲတမ်းဝေဖန်ကြရင်လည်း2014 15ရာသီကစလို့ပေါ့လေ။ဒါအဲ့မှာသူ့ကိုဒါစုစုပေါင်း ဒါ၈သမ၄တန်ပေါင်၈သမ၄တန်ဖန်ဟားကိုရိုချင်းဝေပေးရတယ်ဂျိုဆေမော်ရီညိုကတော့အများဆုံးပေးရတာဖြစ်တယ်မော်ရီညိုကိုထုတ်တဲ့ချိန် United ကပေါင်16.6တန်းတကယ်တော့မန်ကျွန်တော်အမြင်ပြောတာဗောလေ Manchester United ကမော်ရီညိုမထုတ်ခဲ့သင့်ဘူးဘာလို့လဲဆိုတော့သူ့လက်ထက်မှာ Europa League ရတယ် Community ရိုင်းရတယ် Carabao Cup ရတယ်သူကအောင်မြင်ဆုံးလို့တော့ပြောလို့ရတယ်ဒီစာလက်စွာကလက်ထက်မှာဖလားသုံးလို့ရတယ်အတင်းကသူ့လက်ထက်မှာအဆင့်1နှစ်သုံးပဲမကြသွားဘူးဗျာဒါပေမဲ့ ဖော့ဖော့ပါနဲ့ United ဒီမော်ရီညိုကိုရွေးတဲ့ခါမှာ United ကဖော့ပါကိုရွေးပြီးမော်ရီညိုကိုကန်ထုတ်လိုက်တယ်။အဲ့နောက်ဆက်တွဲက16.6တန်းယိုကြီးငွေပေးလိုက်ရတယ်။ Oligada Socha ကတော့ကောင်းသောလမ်းခွင့်မှုဖြစ်တယ်။ Watford ကို4-1ဂိုးပြတ်ရှုံးသွားတဲ့အချက်ကြောင့် Socha ကို United ကထုတ်လိုက်ပေမဲ့9.1တန်း Socha ကိုပေးရပြီးတော့ Eriden Ha ကပေါင်30တန်းတန်း Eriden Ha ဆိုနှစ်ချက်ကွက်မိတာသူ IS ကိုလည်းပေးရတယ်အခုလည်းပေးရဆိုတော့ total 52.4တန်း United ကနီးပြားတွေထုတ်တဲ့အချိန်မှာပေးရတယ်။တကယ်လို့ Amron ကိုထပ်ထုတ်လို့ရှိရင်12တန်းထပ်ပေါင်းရင်64.4တန်းဖြစ်မယ်။တကယ်လို့ထုတ်ခဲ့မယ်ဆိုရင်မထုတ်ဘူးဆိုတော့ပြောမယ်။ဒါပေမဲ့ဒါက Man United ခေအဆက်ဆက်ပေးရတာ Chelsea နဲ့ရှင်တော့နေတာပဲ။ဒါပေမဲ့ Mourinho က16တန်းအောင်ပေးရပြီးတော့ Manchester United အတွက်အဲ့ချက်တွေကလည်းနီးပြားထုတ်ဖို့တွေးဝင်နေတဲ့အချက်တွေဖြစ်တယ်လို့ဖော်ပြထားပေမယ့်ဒါကတော့ Man United ခေအဆက်ဆက်ထုတ်ခဲ့တဲ့အမောင်းနဲ့ Amron ကိုထုတ်ခဲ့ရင်ထပ်ပေးရမယ့်အခြေအနေပါ။အားလုံးကျေးဇူးတင်ပါတယ်။